အခုလိုအကြောင်းရင်းကြောင့်ဟေဝေရနဲ့ဆင်ဆက်လိုက်ရတဲ့ဆိုပြေဒဇင်အတွက်မြည်ရကြခဲ့တဲ့ဆိုပြေမိခင်ပိုက်တဲ့ဂျီရိုရဲ့မင်္ဂလာပါရှင်ဒီနေ့အောက်တိုဘာလ17ရက်နေ့မှာတော့နိုင်ငံကျော်တရုတ်ဆောင်မင်းသားဟီဝီယန်နဲ့မင်းသမီးချော်လီဆိုပြည့်တစင်တို့ရဲ့စိစက်မင်္ဂလာပွဲကိုရန်ကုန်မြို့ရဲ့လိုတယ်ဟိုတယ်မှာအခမ်းအနားဆုံးကျင်းပပြုလုပ်ပေးခဲ့ပါတယ် ဖွဲ့ရကြီးကျယ်ခန္ဓာပုံတွေသူတို့တမင်ရဲ့အလားပါတွေကြောင့်မှပြည်ထောင်ရေးရင်ကိုအထူးရှာဆောင်ဖြစ်သွားစေခဲ့တဲ့မြင်ကွင်းတစ်ခုရှိခဲ့ပါတယ်။အဲဒါကတော့တမင်လေးရဲ့စစ်ဆက်ပွဲမှာမျက်ရည်မဆယ်နိုင်အောင်ဖြစ်ခဲ့ရတဲ့အဆိုပြတဲ့စဉ်ရဲ့မိခင်ကြီးရဲ့ပုံရိပ်ပါပဲ။ဒီလိုတမင်ရတနာရဲ့ဝယ်မှာမိခင်တယောက်ကမြည်ရကြတယ်ဆိုတော့ပြည်ထောင်ရေးကအော်တာနိုင်ပါတယ်။ ဒါပေမဲ့ဒါဟောဝန်းနေလို့ကြားရမြည်ရီမကောင်းတဲ့ဖက်ကကြားရမြည်ရီမျိုးလောရမဟုတ်ပါဘူး။ဒါမေကင်တယောက်ရဲ့ယူနေမှာဖြစ်ပေါ်လာတဲ့အပြောအဆုံအကုံယူဆုံးခန်းစားချက်တွေကြောင့်စီးကျလာတဲ့ပြီးသည့်မြည်ရီစစ်စစ်တွေပဲဖြစ်ပါတယ်။ဒီမျက်ရည်တွေရဲ့နောက်ွယ်ကအကြောင်းရင်းကတော့လိမ္မာရေးချရှိရဲ့တမီလီဆိုပြေဒီဇိုင်းကိုဟိဝီရဲ့လိုသမတ်ကောင်းတယောက်နဲ့လက်ဆက်ပြီးရလို့ဝမ်တာလိုနဲ့ခန်းစားချက်တွေအကြောင်းပါ ဘာကြောင့်ဒီလောက်ထိဝန်တာခုံရတယ်ဆိုတော့စုပြည့်တစဉ်ဟာသူတို့မိသားစုရဲ့သူဦးတည်တော်တမင်ရတနာလေးဖြစ်ပြီးငယ်စဉ်ကတည်းကတမင်လိမ္မာလေးဖြစ်ပြိုင်းကောင်းကြောက်ဖြစ်ဆိုသူတို့အနေထိုင်အသွာလိုက်အင်မတန်တိတ်မွေ့လိမ္မာခဲ့တဲ့သူပါစုပြည့်တစဉ်ဟာမိဘစကားကိုတခွန်းမကြံနာထောင်ပြီးအနုပညာလောကတင်မှလည်းထိတ်တန့်မင်းတမင်တယောက်ဖြစ်တဲ့အထိအောင်မြင်အောင်ကြိုးစားပြီးမိဘကိုလိုချင်ပြုစုခဲ့တဲ့တမင်ကောင်းရတနာတယောက်ပါ ရင်စင်ကလေးကအခုချိန်အထိစိတ်သူရေးစားဆိုတာကိုတော့မတားပဲဘဝကိုတည်တည်ငြိမ်ငြိမ်နဲ့ဖြတ်သန်းခဲ့သူပါအဲ့လိုအဆောက်ဆောင်ရေရာမှာတမင်ကောင်ပြည်သားလို့နဲ့ရွှေလိုသမောထားတဲ့တမင်လေးကိုအခုလိုဟင်းဥယျာလိုအမျိုးကောင်သားတယောက်ကအမျက်တနူနဲ့ချစ်ခင်တမောထားပြီးလက်ထက်ခွင့်ရလို့မိခင်တယောက်အနေနဲ့ဝမ်းသာလို့လို့ရဲ့ရည်ရွယ်နဲ့ဂုဏ်ယူခဲ့တာပါဟင်းဝရဲ့ဟာစုပြည့်တစဉ်နဲ့ချစ်သူတန်း6နှစ်သားကာလတလျှောက်လုံးမှာသူချစ်သူလေးကိုမျက်နာတစ်ချက်မညိုရအောင်အမျက်ရက်ကိူဆိုင်မျက်နှာသမိုးထားခဲ့သူပါ အခုလက်ထပ်ခွင့်အတောင်းတော့လေတိမ်ပေါများစွာတမိုးရှိတဲ့တင်တောင်ပစ္စည်းတွေနဲ့ဂွန်ယူစာတောင်းရန်ခဲ့ပြီးဒီစိစက်ပွဲကိုလည်းအလုံးမြင်တဲ့အတိုင်းကြည်ကြေခနာစွာကျင်းပပြီးခဲ့ပါတယ်။ဒါပြင်သူတို့နေရာဟာမင်္ဂလာပွဲကြီး၆ဝဲတည်တည်နဲ့ခနာစွာလက်ထပ်သွားကြမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဟင်းဝီယန်တို့မိသားစုဟာမြန်မာနိုင်ငံထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကြည်ကြေသက်ချမ်းသာကြွယ်ဝတဲ့မိသားစုဖြစ်တာနဲ့ညီသူတို့ရဲ့ချွေးမလောင်လေးကိုဘာတစ်ခုမှမရောစေပဲတမိုးထားမှုကိုအလုံးနဲ့တည်တည်ပြသွားခဲ့ပါတယ်။ ဒီလိုသမီးလေးရဲ့ပုံမှာဆဆရရအကောင်းဆုံးနေနဲ့ဖန်တီးပေးပြီးအမျက်တနိုးတမိုထားကချစ်ပြတဲ့တမက်ကောင်းတယောက်ကိုရလို့စူပြည့်တဲ့စင်ရဲ့မိခင်ချီကသမီးလေးအတွက်ဝမ်းသာဝမ်းနေကြရတာပါဒီဘက်မှာစိုးပြေတစဉ်ရဲ့အမဝင်ခွေဖြစ်သူမင်းသမီးကြီးအစိုးမြတ်သူစားကတော့ဟေးဝင်တို့မိသားစုကသူတို့ညီမလေးကိုတလောတံပေါ်ထားပြီးတဲ့အတွက်ကျေးဇူးတင်ကြကုန်မိသားစုကိုစားထုတ်ဖို့ပြောကြားသွားခဲ့ပါသေးတယ် ကဲပရိတဲ့ကြီးတို့ရောကိုတမုတ်ထားတဲ့လိမ္မာရေးချရှိတဲ့တမင်လေးကကိုတမင်းကိုတည်ရဲ့ချပြီးတကယ်တမုတ်ထားရဲ့ယောက်ျားကောင်တယောက်နဲ့လက်ထရလို့ပြောလွန်းလို့ဂျာရမီကင်တယောက်ရဲ့ပြည်သည့်မျက်ရည်ကိုမြင်ရတာယနေ့မှဂျင်းနိုးစရာမကောင်းလားရှင်ဒီလိုမိသားစုရဲ့ချစ်ချင်းမြတ်တာတွေပေါ်ဘယ်လိုမြင်မြင်လဲဆိုတာကိုကောမမရေးတော့ကြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိတ်တွေအတွက်စိတ်ဝင်စားဖွယ်ရဆယ်လူမှုပညာရှင်တရင်အကြောင်းများကိုချင်းတပြင်းညင်တင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်အကြောင်းရတွေတင်နိုင်မလို့တဲ့ န်တရှိနိုင်ဖို့အတွက်ဘေးနားချက်ပြေခေါလုံးလေးကိုလည်းနေထားပြီးကြောင်းအောင်ရှင်အဆုံးထိအားပြည့်ကြည့်ရှုမှုတက်လေကျေးဇူးအများကြီးတင်ပါတယ်